င်တခွန်အမေနဲ့အမရဲ့လူတိမခံရတဲ့မကောင်းတဲ့ဇယိုက်တွေကိုတတ်တည်နေတကွာအခုလိုဖုံထုတ်လိုက်တဲ့လင်းမြဘူးအတော်အားလုံးသိကျင်နေကြတဲ့ပိုင်တခွန်တို့ကိစ္စရဲ့နောက်ွယ်ကဖြစ်ရမယ့်လူအကြောင်းကိုလင်းမြဘူးရဲ့အတော်အရင်ကတော့အခုလိုမျိုးပဲတတ်တည်တွေနဲ့တကွာဆိုရှယ်မီဒီယာမှာရေးသားပြီးတော့ဖုံထုတ်လို့လာခဲ့ပါတယ်ကျမကလင်းမြဘူးရဲ့အတော်အရင်မှာရှင် ကို့တူမအကြောင်းကိုဒီလောက်အထိတိုက်ခိုက်ပြီးတော့ရေးနေမှာတော့မမပါခြင်းလဲပြောပြရစီရှင် ပိုင်တခွန်းကလည်းကိုယ့်ရဲ့တူအရင်လိုပဲအရင်လိမ်မာတဲ့ကလေးတယောက်ပါ။စမိုင်းဆိုရင်လည်းငငယ်ကလေးကလိမ်မာရေးချရှိပြီးအေးဆေးတိမ်မွေတဲ့မိကောင်းဖခင်သမီးလေးတယောက်ပါ။ကလေးတွေမှာကမအပြစ်ရှိလို့လဲကွယ်။ဒီကလေးတွေစားပြီးတော့မကြိုက်ခင်ကလေးကပိုင်တခွန်းကသူ့မိသားစုနဲ့အဆင်မပြေလို့အဝေးမှာတယောက်ထင်းနေနေတာပါ။စမိုင်းလေးနဲ့စားကြိုက်တဲ့အချိန်မှာပိုင်တခွန်းကသူ့မိသားစုအကြောင်းတူမလေးကိုပြပြခဲ့တယ်။ ဒီမလေးကပိုင်းတကွန်နဲ့ဒီမိသားစုအဆင်ပြေအောင်ပိုင်းတကွန်ကိုစိတ်လျှော့ပြီးတော့မိသားစုကိုနားလည်ပေးဖို့အတွက်အမြဲဆုံးမပေးခဲ့တာ၅နှစ်တောင်ရှိပါပြီ။ကျမကိုယ်တိုင်လည်းဒီအတိုင်းပဲပိုင်းတကွန်ကို ဆုံးပါတယ်။ပိုင်းတကွန်နဲ့သူ့အမေအဆင်မပြေတိုင်းဒီမလေးခင်ဗျာအလုပ်တွေဖြစ်ပြီးတော့မယူရသေးတဲ့ရောက်ခမစီကိုအမြဲသွားပြီးတော့ချော့နေရတာနဲ့သူတို့တိုင်အောင်သိကြပါရယ်။ဒီလိုမျိုးကိစ္စတွေဆိုတာသူတို့ရဲ့ရည်စားတဲ့တန်တရှောင်းမှမရည်မတွက်နိုင်ပါဘူး။ပိုင်းတကွန်အထဲကိုရောက်နေတဲ့အချိန်မှာလည်း ပိုင်တခွန်ရဲ့အမေကိုဖေးအသေးအတန်ဖြစ်လို့ဒူမာလီရဲ့အဖေကိုတိုင်းဆေးရုံတင်ခွင့်ရအောင်အောက်ဆီဂျင်ရအောင်ညတကောင်မှာအသက်ကယ်ပေးခဲ့တာပါဒူမာလီကိုတိုင်းကလည်းကုညီပေးခဲ့ရတာတွေကမရေမတွက်နိုင်ပါဘူးသူတို့မိင်္ဂလာဆောင်ဖို့လုပ်နေတဲ့အချိန်မှာတော့ပိုင်တခွန်ကအလုပ်တွေကြားတဲ့မိသားစုပြဿနာဖြေရှင်းနေရတာနဲ့အချိန်ကုန်နေခဲ့ရပါတယ်ကလေးကဆိုင်ကိုလာရင်တငုံငုံတဟီဟီနဲ့ဒီကလေးတွေဘာအဖြစ်များလောက်ထားလို့လဲပြီးတော့သူ့အမကက ပိုင်တကုံတို့အိမ်ပန်းခေါက်မှာနေပြီးတော့စီမဆောင်ပဲစမိုင်းလေးရဲ့မိဘတွေကိုအောက်တန်းစားတွေဆိုပြီးပိုင်တကုံအိမ်ကအလုပ်သမားတွေကိုပြောတယ်။အဲ့ဒီအလုပ်သမားကပိုင်တကုံတို့ဇနီးမောင်နှံတူရကီကပြန်လာတဲ့အချိန်မှာစမိုင်းကိုအကုန်ပြန်ပြောပြတော့မှကျမရဲ့ဒူမလေးကတီးခေရတာ။အဲ့တော့ကျမဒူမဆေးဆိုးတာမှားလား။အမြဲတမ်းပိုင်တကုံတမျက်နာနဲ့အလိုက်တည်းနေခဲ့တဲ့ဒူမလေးသူ့မိဘကိုဒီလိုပြောရင်ဘယ်ခံနိုင်မှာမလဲ။ ဒါကြောင့်ပိုင်တခွန်ရဲ့အမကိုစမိုင်းကဖုံးဆက်ပြီးတော့မေးလိုက်တယ်။သူ့အမကလည်းဟုတ်တယ်ငါပြောတယ်ဘာဖြစ်လဲဆိုပြီးတော့သူတို့နှစ်ယောက်ပြဿနာဖြစ်ကြတယ်။ဖုံးထဲမှာတစ်ဖက်မှာလည်းကျမကပိုင်တခွန်နဲ့စမိုင်းခလေးရပြန်လာတော့ဆိုင်အတွက်စရင်အခွင့်အထွက်ပြုံးမလို့စမိုင်းကိုဖုံးဆက်တော့မအားလို့နောက်ထပ်နံပါတ်တစ်ခုကိုဆက်ရင်းနဲ့ဖုံးထဲကနေဒီပြဿနာတွေအားလုံးကိုကြားနေရတာ။သူ့အမကသူ့ရှာတဲ့ပြဿနာကိုသူ့ဘာသာသူမရှင်းမဲနဲ့ပိုင်တခွန်ရဲ့အမေကိုတွားပြီးတော့တိုင်နေတယ်။ ကိုရဲ့မောင်ကအခုမှပူပူနွေးနွေးမင်္ဂလာဆောင်ပြီးအောင်ရှိသေးတယ်ဒီလိုလောက်တာကအရန်ကိုမှားရွံ့နေဒါပေမဲ့ကိုသားသမီးမှားတာကိုသိရတဲ့မဆုံးမပဲပိုင်တခွန်ရဲ့အမေကလည်းစမိုင်းကိုဖုံးဆက်ပြီးတော့စမိုင်းရဲ့မိဘတွေကိုဝိုင်းမရိုင်းရိုင်းထပ်ပြီးတော့ဆော်ပါပြောဆိုတယ်ဒါတွေကိုတခုမှကြမ်းကျမအကုန်ကြားနေရတယ်စမိုင်းရဲ့အတော်တရားအနေနဲ့ကျမအင်မတန်စိတ်ဆိုးမိပါတယ်နောက်ဆုံးပိုင်တခွန်အမေကတူမလေးကိုမျက်နှာရှင်းဆိုင်ရှင်းမယ်မိမိဘတွေကိုခေါ်လိုက်ဆိုတော့ ကျမကစမိုင်းရဲ့အတော်တရားအနေနဲ့မဖြစ်သင့်တာတွေမဖြစ်ရအောင် ဖုံးချပေးရနဲ့အရင်ကမှပဲစမိုင်းရဲ့မိဘတွေနဲ့အတူတူကျမလည်းသားပိုင်တခွန်ရဲ့အိမ်ကိုလိုက်သွားခဲ့တယ်။ဒါပေမဲ့ပိုင်တခွန်ရဲ့အမေကအဲ့ဒီအချိန်မှာချက်ချင်းပဲစိတ်ယုံတင်နေလို့ဆိုပြီးတော့မလာခဲ့ဘူး။ဒီအချိန်အထိကျမတို့မဘက်ကနေတခွန်မအမရိုင်းတဲ့စကားမပါခဲ့ဘူး။သူမိဘကိုပြောလို့ဝမ်းနေပြီးတော့ငိုပဲငိုနေတယ်။ကျမအကုန်ကြားခဲ့ရတယ်နော်။အဲ့ဒီနောက်ပိုင်းကလေးကပိုင်တခွန်နဲ့စမိုင်းတို့ကဒီနေ့အထိ သူ့မိသားစုနဲ့အဝေးမှာနေတယ်။အဆက်အသွယ်လည်းမရှိကြတော့ဘူး။ကျမအမြင်ကတော့ဒီကလေးနှစ်ယောက်ဟာအင်မတန်ကိုကောင်းမွန်ကြတဲ့လူတွေပါ။ကျမတို့မှာလည်းလူကြီးတွေကိုဘယ်တော့မှမယိုင်းခဲ့တယ်လို့ပိုင်းတကွန်အပေါ်မှာလည်းလေးလေးဆန်းဆန်းဆက်ဆံခဲ့တဲ့ကလေးတစ်ယောက်ပါ။ပေတော့အခါမှာပိုင်းတကွင်းရဲ့အမိအပေါ်မှာစော်ကားပြောဆိုခြင်းမရှိခဲ့တဲ့အပြင် အမြဲတမ်းသူ့မိဘအရင်တွေလိုပဲဂရုစိုက်ပေးခဲ့တာဒါကိုချိန်မဆိုးလို့ပြောတာကိုလည်းကျမတကယ်စိတ်မကောင်းဘူး အခုအဖြစ်အပျက်တွေကိုကျွန်မကိုယ်တိုင်မြင်တွေ့ခဲ့ရတာမလို့စိတ်မကောင်းတဲ့အလွန်ဖြစ်မိတယ်။ဒီလိုစိတ်သဘောထားကောင်းတဲ့ကလေးနှစ်ယောက်ကိုဘဝင်းကျင်ကကိုယ်တိုင်မသိပဲတစ်ဖက်သက်ပြောဆိုနေကြတာတွေကိုမြင်ရတာကစိတ်မကောင်းဖြစ်မိတာကြောင့်ကျွန်မရဲ့အတော်တရားအနေနဲ့ဝင်ရောက်ရရခြင်းဖြစ်ပါတယ်။ဒီလိုမျိုးစာအရှိန်ကြီးကိုတေချာစွာရေးသားပြီးတော့မျိုးမျိုးဆိုတဲ့အကောင်ကနေစမရဲ့အတော်ရင်ကအဖြစ်အပျက်တွေအားလုံးကိုရင်ဖွင့်ပြပြလာခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေကိုကြားသိရတာကတော့ ပိုင်တခွန်ရောလင်းမြဘူးရောနှစ်ယောက်စလုံးပိုင်တခွန်ရဲ့မိဘတွေမောင်နှမတွေရဲ့မယိုင်းပြောဆိုမှုတွေကိုအချိန်ပေါင်းများစွာခံခဲ့ရပြီးတဲ့နောက်တိမခံနိုင်တဲ့အတွက်အဆက်အသွယ်ဖြတ်လိုက်ပုံပေါ်ပါတယ်။ဒါကိုပိုင်တခွန်ရဲ့မိခင်ကြီးအန်တီတူနဲ့မောင်နှမတွေကတော့ဆက်လက်မယိုင်းပြောဆိုနေပြီးပိုင်တခွန်ကိုမိသားစုစီရင်ကနေထုတ်ပြန်လိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ပရိသတ်ကြီးတို့အားလုံးရောဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးဘလို့ထင်မြင်ကြလဲဆိုတာကိုပြောပြခဲ့ပါအောင်နော်။